မင်္ဂလာပါရှင်ခစ်တင်ニュー channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့သတင်းတွေအရာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မူဝါဒနဲ့မြေပြင်တပ်ဖွဲ့များ ground force ကိုအတုံးပြုမှာမဟုတ်ဘူးဆိုတာလွှတ်တော်မှာသူ့မိန်ကွန်းထဲမှာပြောသွားပြီးမှန် ကုလသမဂ္ဂအထွေထွေအတွင်ရေးမှူးအန်တိုနီရိုဂူတာရက်စ်ရဲ့စီမံကိန်းအနေနဲ့ရိုဟင်ဂျာလူမျိုးတသိန်း၈၀၀၀ဦးရေပထမအတုပ်အနေနဲ့အရင်ဆုံးနေရာချပေးမည်ဖြစ်၍ရခိုင်ပြည်နယ်တစ်ခုလုံးပြန်တန်းခွင့်မပြု no fly zone တင်ညာချက်ကိုစစ်ဗျူဟာအရာဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ကုလသမဂ္ဂတပ်ဆိုင်ရာကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ပူးပေါင်းပြီးထုတ်ပြန်ကြေညာလာလိမ့်မယ်လို့မြင်နေတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မူဝါဒနဲ့မြေပြင်တပ်ဖွဲ့များ Ground Force အတုံးမပြူပဲရခိုင်ပြည်နယ်တစ်ခုလုံးမပြန်တမ်းရဆုံး No Fly Zone အမေရိကန်ရစ်တပ်စစ်သည်မော်နဲ့အကာအကွယ်ပေးပြီးပြုလုပ်လာမည်ဖြစ်သည်မအားလာအကြမ်းဖက်လေတဲ့လေရင်တွေမပြန်တမ်းရဆုံး no fly zone ကိုပစ်ချဖို့ကင်တွယ်တဲ့အခါအမေရိကန်ရေတပ်သုံးလာမိစစ်သင်္ဘောတွေဟာ early blue class ကဲ့သို့သော အမေရိကန်စစ်သင်္ဘောများ swan ward အတန်းအစားပဲ့ထင်းတုံးကြီးဖြတ်သင်္ဘောများ literal combustion lcs နဲ့အတူ taikon droga အတန်းအစာ cruiser များစသည့်စစ်သည်မောများဖြင့်ရေဒါစနစ်များပေါင်းဆက်ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်များနှင့်အမျိုးမျိုးသောမြေပြင်မှဝေဟင်ပစ်တုံးကြီးစနစ်များကိုပေါင်းဆက်အသုံးပြု၍အကွာအဝေးမှတိုက်ခိုက်နေသော လေရင်တော်မဟုတ်ကြားဖြတ်ဖြက်စီးရဲ့ဤပညာစနစ်တွေကိုပူးတွဲသုံးလာမည်ဖြစ်သည် ရခိုင်အေအေတက်တော့ရခိုင်ပြည်နယ်ကို65ရာခိုင်နှုန်းလောက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့မြေပြင်တပ်ဖွဲ့များ Ground Force အဖြစ်ဆက်လက်ပြီးတိုက်ခိုက်လာနေတာနောက်ဆုံးစစ်တွေကြောက်ဖြူနဲ့ရန်ပြဲကိုဝိုင်းထားပြီးတဲ့အခြေအနေမှာရှိနေသည်။ရိုဟင်ဂျာလူမျိုးတွေနေရာပြောင်းလဲချမှတ်ရေးစီမံကိန်းအောင်မြင်မှုဟာရခိုင်ပြည်နယ်တစ်ခုလုံးမအလအကြမ်းဖက်လေတက်လေရင်တွေမပြန့်တမ်းရသော No Flying Zone နဲ့အရင်ဆုံးထိန်းချုပ်လာတော့မြန်မာ ဆက်လက်ပြီး NUG ကိုတရားဝင်အစိုးရအဖြစ် ILO မှတဆင်စတင်အတိမတ်ပြုမှုရရှိရေးထိုက်တင်သည့်အောင်မြင်မှုရရှိနေပြီဟုယာယီသမရပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုမြန်မာနိုင်ငံရဲ့တရားဝင်ပြည်သူအစိုးရအဖြစ်အပြည်ပြည်ဆိုင်ရာအလို့သမားရေးရာအဖွဲ့ ILO ကတဆင် ILO ကတဆင်စတင်အတိမတ်ပြုမှုရရှိရေးကျိုးပန်းနေရထိုက်တဲ့အောင်မြင်မှုရရှိနေပြီလို့ NUG ယာယီသမရာဒူဝါလက်ရှိလာကပြောဆိုလိုက်ပါတယ်။ကမ္ဘာအလုံသမားနေမေဒီမှာအလုံသမားတူစီပေးပို့တဲ့သဝန်လာမှာ NUG ယာယီသမရာကအခုလိုပြောဆိုခဲ့တာဖြစ်ပြီးစစ်ကောင်စီကို ILO ဥပဒေ Article 33အရာအရေးယူရေးနဲ့ NUG ကိုမြန်မာနိုင်ငံရဲ့တရားဝင်ပြည်သူအစိုးရအဖြစ်စတင်အတိမတ်ပြုမှုရရှိရေးကျိုးပန်းနေတယ်လို့ဆိုပါတယ်။စစ်အုပ်စုအား ILO Constitution Article 33နဲ့ထိရောက်ပြင်ထန်စွာအပြစ်ပေးအရေးယူရင်းနဲ့အမျိုးသားညီညွတ်ရေးအစိုးရအားမြန်မာနိုင်ငံ၏တရားဝင်ပြည်သူအစိုးရအဖြစ် ILO ရန်ရယာမှတက်စင်စတင်အတိမတ်ပြုမှုရရှိရေးတို့ကိုကြိုးပမ်းဆောင်ရွက်လျက်ရှိရာထိုက်တင်တဲ့အောင်မြင်မှုများရရှိနေပြီဖြစ်တယ်လို့ယာယီသမရကပြောကြားပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်အုပ်စုအာဏာလုယူပြီးနောက်အခြေခံအလုသမားအခွင့်အရေးနဲ့လူအခွင့်အရေးတွေဆိုးရွားစွာဆုံးရှုံးနေပြီးအလုသမားတပ်မကခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချခြင်းဝရမ်းထုတ်ခြင်းခရီးသွားလာခွင့် တွေပိတ်ပင်ခြင်းနဲ့နိုင်ငံသားအဖြစ်ကနေရစေခြင်းအလုံသမားတမကတွေကိုဖိအားပေးပြီးပြန်လည်မှတ်ပုံတင်ခိုင်းခြင်းခေါင်းဆောင်တွေကိုပြန်လည်ရွေးချယ်စေခြင်းလွတ်လပ်စွာတင်ပင်းဖွဲ့စည်းခွင့်နဲ့စီယုံခွင့်ဆန္ဒထုတ်ဖော်ခွင့်မရှိခြင်းနဲ့အာရမစစ်သားစုဆောင်ခြင်းစတဲ့တရားမဝင်လုပ်ရက်တွေကိုစစ်ကောင်စီကလှုပ်ဆောင်နေကြတာပါအထက်ပါလုပ်ရက်တွေဟာ BB ဆိုင်ရာအလုံသမားရေးရာအဖွဲ့ ILO ရဲ့လွတ်လပ်စွာတင်ပင်းဖွဲ့စည်းခွင့်နဲ့စုယုံခွင့်ဆိုင်ရာပြဋ္ဌာန်းချက်အမှတ်89 1948နဲ့အာရမ မအလုတ်ခိုင်းစီမှုဆိုင်ရာပြဋ္ဌာန်းချက်အမှန်29 1930တို့ကိုလိုင်းနာဖို့ပြက်ကွက်မှုနဲ့ချိုးဖောက်မှုတွေဖြစ်တယ်လို့ UNG ယာယီသမ္မတကဆိုပါတယ် ဒါကြောင့်2022ခုနှစ်မတ်လမှာ ILO ကလွတ်လပ်ပြီးတရားမျှတတဲ့မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင် Commission on Injury on Myanmar COI တရက်ကိုဖွဲ့စည်းခဲ့ပြီး NUG အလုံသမားဝင်ကြီးဌာနဦးဆောင်တဲ့အဆိုရာအလုံရှင်အလုံသမားကိုယ်စားလှယ်တွေပါဝင်တဲ့သုံးဖွဲ့ဆိုင်အဖွဲ့အစည်းကလည်း COI ရဲ့လုပ်ငန်းတွေမှာတက်ကြွစွာပူးပေါင်းပါဝင်ခဲ့တယ်လို့ယာယီသမရကပြောပါရယ်အလုံသမားတွေအပါအဝင်တိုင်းရင်းသားပြည်သူတရက်လုံးနေ့စဉ်ကြုံတွေ့ခန်းဆားနေရတဲ့ကိုယ်စိတ်ဒုက္ခမျိုးစုံဟာအာနာရှင်စနစ် ိုအပီးတိုင်ချိန်မုံနိုင်မှသာစုံရှုံနေတဲ့အခြေခံအခွင့်အရေးတွေကိုပိုင်လက်လွတ်ခွင့်နဲ့တန်းတူညီမျှရေးအဖက်ဖက်ကနေရိုးရွင်းနေတဲ့တိုင်းပြည်မှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအမြန်ဆုံးအကောင့်ထည့်ဖို့နိုင်မှာဖြစ်တယ်လို့လည်းယာယီသမရရဲ့တဝန်လောင်မှာဖော်ပြထားပါတယ်ဆလပီဗမော်မျိုးသိန်းတိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကချင်ပြည်ဗမော်မျိုးတွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတမျိုးလုံးနီးပါးလေကြောင်းပုံကျဲမှုလက်နက်ကြီးများကြောင့်မျိုးပြက်ကဲ့သို့ပျက်စီးနေကြောင်းသတင်းရရှိပါရသည်။ ပြခဲ့တဲ့2024ဒီဇင်ဘာလမှာစတင်ခဲ့တဲ့ပမော်မျိုးသိန်းသည်စစ်ကောင်စီနှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့လက်ရှိအချိန်ထိနှစ်ဖက်တိုက်ပွဲပြင်းထန်မှုရှိနေပြီးတမျိုးလုံးနီးပါးလေးချောင်းပုံကျဲမှုလက်နက်ကြီးများကြောင့်မိလောင်ပျက်စီး၍မျိုးပြက်ကဲ့သို့ဖြစ်နေကြောင်းသတင်းရင်းမြစ်တအူကသတင်းဌာနသို့ပြောပါရယ်တရက်ပိုင်း3ရက်4ရက်မှာကမျိုးထဲမှာတိုက်ပွဲတွေပြင်းထန်နေတယ်မျိုးတမျိုးလုံးနီးပါးပျက်စီးနေတယ်အလောင်းလည်းမကောက်နိုင်ကြဘူးမျိုးထဲမှာလည်းတချို့နေရာတွေမှာပုံနှံအောင်ထွက်တယ်စစ်ကောင်စီဘက်ကလည်း ေတိုင်းပုံကျဲတာတွေလုပ်နေတယ်ဟု၎င်းကပြောပါတယ်ပြီးခဲ့တဲ့ April 28ရက်နေ့တွင်ဗမော်မျိုးတွင်ရှိစစ်ကောင်စီတပ်စခန်းအချို့နှင့်တပ်ဆွဲထားသည့်နေရာများကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ကထိုးစစ်ဆင်တိုက်ခိုက်ပြီးစစ်ကောင်စီဘက်မှလေကြောင်း drone လက်နက်ကြီးများကိုပြန်လည်အသုံးပြုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ပမော်မြို့တွင်ရှိဒေသခံနေအိမ်အချို့နှင့်ဟိုတယ်တိုက်အဆောက်အုံအမြင့်များကိုစစ်ကောင်စီတပ်ဆွဲထားပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ကလည်းရက်ွက်အချို့တွင်တပ်ဆွဲထားကြောင်းတရင်ရင့်မြစ်တအူကဆက်ပြောပါရယ်မျိုးတွေကအထက်မြင့်တိုက်တွေကိုမှစစ်ကောင်စီကနေရာယူထားပါတယ်စစ်ကောင်စီတွေကတော့မျိုးတွေကအဲ့ဒီဟိုတယ်တိုက်မြင့်တွေပေါ်မှာတက်ဆွဲနေရာယူထားတာမျိုးတွေရှိတယ် မြို့အပြင်ပတ်ဝန်းကျင်လောက်တွေမှာကြာတော့ကချင်ပူပေါင်းတပ်ဖွဲ့တွေတက်ဆွဲတာပေါ့ဟု၎င်းကပြောပါတယ်။ငါးလနီးပါးကြာမြင့်နေပြီဖြစ်တဲ့ဗမော်မြို့ကိုလက်ရှိအချိန်ထိကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်တို့ကဗမော်မြို့တစ်ခုလုံးကိုအပြေးအဝါထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။လက်ရှိဗမော်မြို့တွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်တို့သည်စစ်ကောင်စီ၏နောက်ဆုံးလက်ချံစခန်းဖြစ်သောစာကာခ27ခလာရ40ခွန်များကိုဆက်လက်တိုက်ခိုက်နေစေဖြစ်ပြီးအမှတ်8006တန်ချက်ကတည်ရင်တင်ကားတည်ရင်အမြောက်တက်366 နဲ့ဗမော်လီစိတ်တို့ကိုတော်လန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်းသိရပါတယ်ဆလဘီမင်းလာမြို့နယ်တွင်စစ်ကြောင်းထုံးနေပြီးစစ်တပ်ကခြေရွာ၃ရွာကိုမိရှုဖြက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်။ ဘကိုးတိုင်းမင်းလားမြို့နယ်အတွင်းနှစ်ရက်ဆက်တိုင်းစစ်တောင်းထုံးနေသောအကြမ်းဖက်စစ်တပ်ကကြေးရွာ၃ရွာကိုမိရှုဖြက်စီခဲ့ကြောင်းဒေသတရင်ရင်မြက်ကတရင်ဌာနသို့ပြောဆိုပါရယ်။ယနေ့မေလ၁ရက်နေ့နနက်9:30မိနစ်ခန့်မှစတင်ကမင်းလားမြို့နယ်ငမိုးရိပ်ရွာသို့ရောက်ရှိလာသောအကြမ်းဖက်စစ်တပ်စစ်တောင်းကကြေးရွာတွင်ရှိပြည်သူပိုင်နေအိမ်များကိုမိရှုဖြက်စီနေခြင်းဖြစ်ကြောင်းသိရပါရယ်။ငမိုးရိတ်ကြီးရွာမှာနေအိမ်များကိုမိရှုပ်ပြီးနောက်စစ်တပ်စစ်ကြောင်းကအဆိုပါကြီးရွာအတွင်ဆက်လက်ရှိနေသေးပြီးအနီးအနားကြီးရွာများကိုလ က်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်နေကြောင်းသိရှိရပါသည် အလာတူယမန်နေ့ဧပြီလ30ရက်နေ့တွင်လဲစစ်တပ်ကမင်းလာမြို့နယ်ရှိဇယင်းမြောင်ရွာအရှိကုန်းနှင့်ရွှေပောက်ပင်ရွာတို့ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါဗျ။ဧပြီလ28ရက်နေ့ကလည်းမင်းလာမြို့နယ်တာကလေးရွာဖုန်ကြီးကျောင်းတွင်တက်ဆွဲထားသောစစ်တပ်ကလက်နက်ကြီးကြီးလေးလုံးဖြင့်ငလဆန်းရွာသို့ပစ်ခတ်ခဲ့ရာအဆိုပါကြီးရွာမှနေအိမ်တစ်လုံးဖျက်ဆီးပြီးပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။စစ်ခွေးတွေကရွာတွေကိုတောက်လျှောက်စစ်ကြောင်းထိုးနေတာဆိုတော့ပြေးနေရတဲ့ပြည်သူကလည်းထောင်ထဲချီတယ်။အခုစစ်ခွေးတွေ မိရှုပ်ပြက်စီးတာခြေရွာက၃ရွာရှိသွားပြီးနေအိမ်ပြက်စီးမှုအခြေအနေကိုတော့အတိပြုလို့မရဘူးခြေရွာတွေထဲကိုလည်းလက်နက်ကြီးတွေကစက်တိုက်တဲ့ပြစ်နေတာဟူဒေတာတွင်းသတင်းရင်းမြစ်ကပြောပါတယ်လက်ရှိအချိန်စစ်တပ်အိစစ်ကြောင်းထုံမှုကြောင့်ကြောင်းရွာရွေကုန်းခွမ်းမစံပုံထောက်ကျန်ပတ်တန်းကန့်ကော်ပင်အင်ဂျင်ကုန်းနဲ့စမ်းတောင်ကွေအပါဝင်ကျွေးရွာပေါင်း20ကျော်မှထောင်ထဲချီတော်ပြည်သူများမေးလို့ရထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါတယ်။ ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။